အားလုံးပဲမင်္ဂလာပါခင်ဗျာယလင်းဘလောကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့အခုလက်ရှိမှာဆိုရင် Facebook Page တွေတော်တော်များများမှာဒီ Facebook ကနေပြီး content moderation လို့ခေါ်တယ်ကျွန်တော်တို့ဒီ video အရှိပဲတင်တင် re video ပေါ့နော်အတူတွေပဲတင်တင်ပုံတွေပဲတင်တင်စာတွေပဲတင်တင် micro တွေတွေပဲတင်တင်ကျွန်တော်တို့ပတ်စံပေးတဲ့ content moderation CN တွေကိုကျွန်တော်တို့ set at invite လုပ်နေပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ Page တွေကိုဝင်ပြီးစစ်စစ်လို့ရအောင်စစ်ပုံစစ်နည်းလေးကိုကျွန်တော်အစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ Facebook Page တွေကိုတစ်ချက်ဝင်လိုက်ပါနော် ိုကကိုရဲ့ Facebook account ထဲမှာဖြစ်နေတယ်ဆိုရင်ပေတဲ့ကိုပြောင်းလိုက်ပါနော်ပေတဲ့ကိုဒီလိုမျိုးပေတဲ့ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်ဒီအောက်မှာ professional death box ဆိုတာလေးရှိရယ်ပေါ့နော်အဲဒီ professional death box ဆိုတာလေးကိုနှိပ်ပြရမှာပါတချို့တွေကဒီအပေါ်မှာပေါ့နော်ကျွန်တော်အခုပြတဲ့နေရာမှာ professional death box မပေါ်ခဲ့တော့ရှိရင်ကျွန်တော်ဒီအောက်မှာရှိတဲ့ ဒီစီမိုးဆိုတာလေးကိုနှိပ်ပါဗျဒီစီမိုးဆိုတာလေးကိုနှိပ်လိုက်ရင်ဒီ professional dashboard ဆိုတာလေးကတွေ့ရပါလိမ့်မယ်ဗောနော်အဓိကဒီ professional dashboard တဲ့ကိုသွားလိုက်ပါအဲကျွန်တော်ရေးပေးရတာအခုလက်ရှိက pay credit နီးနေတာဗောနော်ဟိုမှာ red ဖြစ်နေတယ်ပြောချင်တာတော့ pay credit နီးနေတော့မှဒီ CN invite လောက်တာမျိုးခံရနိုင်ပါလေဗျအဲပြီးပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာဆိုရင်ဗျာဒီမှာ home ရှိတယ် inside ရှိတယ် contact ရှိတယ်ဒီမှာမျိုးမျိုးရှိရဗောနော်အဲ့ထဲမှာဒီအနောက်ဆုံးမှာ modification ဆိုတာလေးရှိပါလေဗျအဲ modification ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲဒီလိုမျိုးလေးပို့ဆွဲသွားလေရရဗောနော်အဲ modification တိရှင်းဆွဲနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်အောက်နားကိုနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာမိတ်ဆွေရဲ့ပေးရနေပြီကျွန်တော်ရဲ့ပေးမှာဆိုရင်အခုလက်ရှိရာဒီ instrument idea လို့ခေါ်တဲ့ video အရှိရကနေပတ်စံရတဲ့ပေးပေါ့နော်ဒါ video အရှိတမျိုးပဲကျွန်တော်ပတ်စံရတာဒါပေမဲ့အခုလက်ရှိမှာဆိုရင်အဲဒီလိုမျိုး content monetization လို့ခေါ်တဲ့ CM ပေါ့နော်အတူကောက်ခေါ်ရတဲ့ CM set up ဆိုပြီးပေါ်လာပြီဆိုရင်တော့အဲ့ CM set up ကိုရှောက်လိုက်မယ်ဆိုရင်မိတ်ဆွေရဲ့ပေးရနေပြီးတော့ video အရှိရပဲတင်တင် raw video လို့ခေါ်တဲ့ video အတူတွေပဲတင်တင်ကျွန်တော်တို့ပုံတွေပဲတင်တင်စာတွေပဲတင်တင် micro တွေ ပေပဲတင်တင်ပေါ့နော်အဲကျွန်တော်တို့ပတ်စံရနိုင်ခြင်းများတယ်ပေါ့နော်ပတ်စံရဖို့အခွင့်အရေးပဲဖြစ်ပါလေဗျအဲဒါမှမဟုတ်တခုရှိတာကမိတ်ဆွေရမြန်မာနိုင်ငံမှာနေတာတို့နိုင်ငံသားပန်မရှိဘူးတို့ဒီလိုမျိုးတွေဆိုရင်တော့ကျွန်တော်တို့ဒီတင်တဲ့ဘက်ပါညာမရှိဘူးလို့ဆိုရင် content content monetization ကိုကိုယ်တိုင်တွားပြီးဒီ set up ဆိုတဲ့နေရာမှာတွားမလျှောက်ပါနဲ့ပေါ်လာတာအလကားဖြစ်ပါလိမ့်မယ်ဗျဒီ content monetization ပေါ်ဖို့ဆိုတာလုံးဝမလွယ်ဘူးပေါ့နော်အဲတော်တော်ကိုခက်ခက်ခက်ခဲနဲ့သူ့ဘက်ကနေ invite လောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ ဒီကောနက်မှာကြာရှင်းပေါ်ပြီဆိုရင်ဒါကိုကြိုးစားရင်ကြိုးစားနိုင်တယ်လို့ Facebook ကနေဒေါ်လာအများကြီးရှာလို့ရပြီပဲဖြစ်ပါတယ်ဗျာဒါကြောင့်မလို့မိတ်ဆွေကကိုကိုတိုင်းနားမလဲဘူးဆိုရင်မလျှောက်ပါနဲ့တော့ service ပေးတဲ့သူတွေကျွမ်းကျင်တဲ့သူတွေအများကြီးရှိပါတယ် service အပ်တဲ့နေရာမှာလည်းယုံကြည်စိတ်ချရတဲ့ service တွေကိုပဲအပ်ကြပါအဲကျွန်တော်တို့ဟိုပေးအခိုးခံရတာအဟက်ခံရတာပေးရောက်ပြန်မပေးတာအများကြီးနောက်ပိုင်းကြုံရနိုင်တယ်ဗျာဒါကြောင့်မစိတ်ချရတဲ့ service တွေကိုအပ်ပါကျွန်တော်ရှိလားအပ်ပါလို့ပြောတာမဟုတ်ဘူးကြိုက်တဲ့သူရှိကိုတော့အပ်ပါစိတ်ချရတဲ့ service တွေအများကြီးရှိတယ်ကြိုက်တဲ့သူရှိကိုတော့အပ်ပါ ကျွန်တော်ရှိ ው လား HNL ဆိုရင်လည်းကျွန်တော်ရဲ့ရဲလင်းဘလော့မှာတော့စာပေလက်မခံပါဘူးရဲလင်း digital ဆိုတဲ့ page ရှိပါတယ်ရဲလင်း digital ဆိုတဲ့ page မှာကျွန်တော်တို့ဒီ YouTube မော်ဒယ်လေးရှင်းလျှောက်တာတွေငွေထုတ်တာတွေဒီ Facebook ဟိုနေဒီမော်ဒယ်လေးရှင်းလျှောက်တာတွေငွေထုတ်တာတွေ AD mode AD set ဒီပင်စာအေးယူတာတွေကျွန်တော်ငွေထုတ်တာရအကုန်လုံးကို service ကိုကျွန်တော်တို့ဒီမှန်မှန်ကန်ကန်နဲ့ service ပေးပါတယ်ခင်ဗျာရလင်းရော digital ဆိုတဲ့ Facebook ပေးမှာတွားပြီးတော့ဖုန်းဆက်ရွေးတော့၎င်းဒါမှမဟုတ်ရင်ဒီပေးရနေပြီးတော့စာပို့ရွေးတော့၎င်းတွားပြီးတော့စုံစမ်းနိုင်ပါတယ်ကျွန်တော်ရဲ့ဒီရလင်းရော blog ကတော့ကျွန်တော် messenger မသုံးတဲ့အတွက် reply ပြန်နိုင်မှာမဟုတ်ပါဘူးခင်ဗျာအဲအဓိကပြောချင်တာကတော့ဒီ content moderation set အတွေကို invite လုပ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်မှ Facebook Facebook page ရှိတယ်ဆိုရင်အဲဒီကိုယ့်ရဲ့ Facebook page ဒီမှာကျွန်တော်အခုပြရတဲ့ဒီတိုင်းဝင်ပြီးစစ်ကြည့်ထားကြပါအဲပေါ်တယ်ဆိုရင်ဒါကိုကိုတိုင်းမလုံနိုင်တော့မှရောင်းစားရင်အနည်းဆုံး73သိန်းဝင်ကျင်လောက်ကတော့ဂျင်းတည်ရတယ်ဗျာ73သိန်းအထက်ကတော့ဂျင်းတည်တယ်အဲဒါကြောင့်မလို့ကိုကိုတိုင်းရောင်းမယ်ဆက်ဆက်ကိုကိုတိုင်း contact တွေ fan TV ပတ်သက်မဲ့ရှာရှာအဆင်ပြေပါတယ်ခင်ဗျာအဓိကကတော့စစ်ပုံစစ်နည်းလေးကိုကျွန်တော်ပြပေးနေတာပဲဖြစ်ပါတယ်မိတ်ဆွေတို့အတွက်သုံးတက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ